အားလုံးပဲမင်္ဂလာပါရှင်နိုင်ငံသားမမိသားစုကိုလူတန်းစစ်ထားနိုင်ဖို့ရရအလုပ်ကိုလုပ်တက်အောင်တည်ယူနေရဆိုတဲ့အစိုးရအားစာနီမင်္ဂလာပါပြည်သူကြီးရဲ့အတန်ပါဝါအာကန်ကောင်းတဲ့ပြည်သက်အပင်မှုအခိုင်အမာရရှိထားတဲ့အစိုးရအားစာနီကတော့တာယာတဲ့မိသားစုဘဝလေးတစ်ခုကိုပိုင်ဆိုင်ခွင့်ရရှိထားတဲ့အမှုပညာရှင်တယောက်ပဲဖြစ်ပါတယ်ဖိဖိတုံနဲ့ချစ်ချစ်တုံဆိုတဲ့တာလီနှစ်ယောက်နဲ့မိမိတုံဆိုတဲ့သမီးလေးတယောက်ရှိပြီးတော့ လူတိုင်းအားကြရတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါရဲ့ရှင်။အာဇာနီနဲ့ဝန်တို့ဟာဆိုရင်တားနှစ်ယောက်နဲ့တမိတစ်ယောက်ကိုပိုင်ဆိုင်ထားပြီးဖြစ်ပြီးတော့အမေရိကန်နိုင်ငံမှာအခြေချနေထိုင်လျက်ရှိတာပဲဖြစ်ပါရဲ့။အောင်မြင်တဲ့အစိုးရဘဝကိုဆွလွတ်ပြီးတော့အမေရိကန်နိုင်ငံမှာဘဝကိုအစကားနဲ့ရုန်းကန်နေရတဲ့အာဇာနီဟာတားသမီးတွေကိုအကောင်ဆုံးပြုစုပြောထောင်နေတာပဲဖြစ်ပါရဲ့။အခုတခါမှာတော့အစိုးရအာဇာနီကနိုင်ငံရဲ့ချာမှာမိသားစုအတွက် အရင်လိုပြပြစုံအောင်မထားနိုင်သေးပေမဲ့လူတန်းစစ်နေနိုင်အောင်ထားနိုင်မှုအတွက်ကိုတော့ဘလို့စူးစမ်းနေရတယ်ဆိုတာကို ဖွင့်ဟပြောဆိုလာခဲ့တာပဲဖြစ်ပါရဲ့ရှင်။အားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်တွေထင်ထားသလိုတာယာပြောရှင်တဲ့ဘဝကိုပိုင်ဆိုင်ထားတယ်ဆိုတာကတကယ်တမ်းတော့မဟုတ်ကြောင်းကိုရင်ဖွင့်လာခဲ့တဲ့ချမ်းချမ်းမင်္ဂလာပါပရိသတ်ကြီး။ချမ်းချမ်းကတော့သူမရဲ့ဘဝအကြောင်းကိုရင်ဖွင့်လာတာပဲဖြစ်ပါရဲ့။ ဘဝဟာတခါတရံကိုဖြစ်ချင်တာလိုချင်တာတွေဖြစ်မလာတတ်တာသဘာဝပါကိုကပိုလိုချင်ဖြစ်ချင်လေးလေးပိုပြီးတော့ဆုံးရှုံးလေးလေးဖြစ်တတ်ပါတယ်ကျမဘဝကိုကြည်လိုက်ရင်ပြည့်စုံနေရလို့ထင်ရတယ်တကယ်တော့တအားကိုပင်ပန်းတာပါအဆက်ဆက်အရာကိုစိတ်ရှိပေးအကောင်းမြင်တဲ့စိတ်နဲ့ဖြတ်သန်းလို့သာအခုလိုအေးချမ်းစွာနဲ့နေရတာပေးဆက်မှုတွေအများကြီးပါလူတွေမသိတဲ့မမြင်ရတဲ့အရာတွေဖြတ်သန်းမှုတွေပေါ့ချစ်တဲ့သမီး၃ယောက်ရဲ့ကိုကိုတန်မှုထားတဲ့အမျိုးသားရဲ့ကို ကိုယ့်ကိုချစ်တဲ့မိသားစုပတ်ဝန်းကျင်မှာရှင်တန်ရတဲ့အတွက်ဖခင်ကိုကျေးဇူးတင်နေဘာမှမရှိတော့တဲ့ဘဝဟာပြည့်စုံစေလိမ့်မယ်လို့တခါမှမတွေးထားဘူးပါဘူးပစ္စည်းဥစ္စာအောင်မြင်မှုတွေဆွလွန်ခဲ့ပြီးတဲ့နောက်မှာတော့အေဂျင့်ပျော်ရွှင်စွာနဲ့အသက်ရှင်ရဖို့ကအတ္တိကဆိုတာပူပူတည်လာတဲ့ကိုရှင်တန်ခဲ့တဲ့နေပေမှာကောင်းတာရောဆိုတာရောကြုံတွေ့ဘူးတာကြောင့်ဘသူ့ကိုမှအထင်လဲမကြည့်သလို အထင်လဲမသေးဘူးတခုတည်ကြတာကတော့လူအများလေးစားဖို့ချစ်ဖို့ကြိုးစားနေတဲ့လူဟာ ကုကုကုချစ်ဖို့မိနေတဲ့သူပဲဘသူစိတ်ကျင်တတ်မှုကိုမှမမျှော်လင့်ပါနဲ့လူဆိုတာတင်းနဲ့တွေ့ရင်တင့်ကိုအကောင်ပြောမယ်နောက်ွယ်ကြအတင်းပြောမယ်တင့်အပြင်နောက်တစ်ယောက်ကိုတွေ့ရင်လည်းတင့်အတင်းပြောကြမယ်လောကကြီးကယူသားတဲ့သူတွေကိုပင်ပန်းစေတဲ့ရုံမာတဲ့သူတွေကိုနေရာပေးတဲ့ဒါကြောင့်ကျမဘရောမှာသူတစ်ပါးတိုက်အောင်ပြောမနေဘူးမလုပ်ယူဖြစ်ဘူးကို့အရှိတမ်းပဲနေတယ်ကြိုက်ရင်လည်းပေါ့မကြိုက်ရင်လည်းခွာသွားအခုနောက်ပိုင်းအရှင်လို့အာမနာရောဘူး ိုင်ငံရေးဟာလည်းသူ့တိုင်းချာနဲ့သူလှုပ်ပေးနိုင်တယ်လို့ကူလှုပ်ပေးတဲ့မိသားစုကိုအချိန်မပေးနိုင်လောက်အောင် စိတ်ပင်ပန်းအောင်မနေတော့ဘူးနေရာတော်တော်များများမှာလူတယောက်စီကနေအလကားအဆက်ဆက်အရာ မျောနေနေတဲ့လူပေါင်းအဖွဲ့စီထဲမှာမသွားတော့ဘူးလူတိုင်းသူ့တံပိုးနဲ့သူ လေးစားမှုမရှိရင်ဘလောက်ပဲတဘောကောင်းကောင်းလူတွေဟာခေါင်းပေါ်ကိုချီတက်ပါကြပါတယ်လှုပ်လို့ရလို့ကျေးဇူးကန်တက်ပါတယ်ဟန်ဆောင်မိတ်ဆွေလည်းမပောင်းဖြစ်တော့ဘူး အထိကကြတဲ့ယူသားပြီးတော့တကယ်လိုလားတဲ့သူခင်မမှုကိုသာရှာတော့တယ်။ပေါ်ပေမကြိုက်လို့ဘာလို့မှအကြီးတကျယ်ပုံချက်တာမလုပ်ဘူး။ဒါကြောင့်လဲတငယ်ချင်းမိတ်ဆွေစစ်တင်နေတယ်။ဒါကြောင့်ကျမအေးချမ်းနေတာထင်ပါရဲ့။ဘာမှလည်းလူချင်းစိတ်မရှိ ဖြစ်ချင်းစိတ်မရှိလို့အရာရာဟာသူ့ဘာသာသူပုံပေါ်လာတယ်လို့ခံစားရတယ်။ဗက်ဆန်နဲ့ဖြေရှင်းလို့မရတဲ့အရာတွေအများကြီးရှိတယ်ဆိုတာသိလာတယ်။ဘလောက်ပဲအပြစ်ပန်းခံကြိုးစားကြိုးစားလူဆိုတာဘယ်တော့မှမတင်းတယ်မကျေနပ်နိုင်ဘူး။ ဒါကြောင့်အခုစီကံနေပဲနေတယ်အလုပ်တစ်ခုကိုစီစနစ်နဲ့လုပ်နိုင်ဖို့ကူညီဖို့လိုတယ်တို့မြန်မာလူမျိုးတွေဟာတစ်ခုခုဖြစ်ပြီးဆိုရင်တော့ရောချလေးရှိတယ်အကြောင်းတစ်ခုခုပြုပြီးတော့အရာအလုံးကိုလိုချင်ဖြစ်ချင်တတ်ကြတယ်ရှက်စရာတိတ်ကောင်းတယ်သူများကအဝါဆိုနီလဲလိုက်ဝါကြတယ်ဘာလို့ကိုပိုင်ဆုံးဖြတ်ချက်မရှိသလဲကိုတမိုင်းကိုရေးတာဆိုရင်ဘာကြောင့်သူတစ်ပါးအမြင့်ဆုံးဖြတ်ချက်ကအရေးပါနေရလဲတင်ဟာတင်ပါပဲယုံကြည်ပါ ဘသူအားပေးခြင်းအားကြခြင်းမှမမျောလင့်ပါနဲ့မိသားစုတိုင်းအေးချမ်းပါစေသမီးတွေနဲ့အလုံရှုံနေတဲ့မမေဆိုပြီးတော့သူမရဲ့ခံစားချက်တွေကိုလူမှုကွန်ရက်ပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်ရှင်။